မဒဂတ်စကာနိုင်ငံမှာသမ္မတထွက်ပြေးသွားပြီးနောက်နိုင်ငံတော်အာဏာကိုစစ်တပ်ကရယူလိုက်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။သမ္မတရာဂျိုလီနာနိုင်ငံထဲကထွက်ပြေးသွားပြီးတဲ့နောက်မှာတော့မဒဂတ်စကာနိုင်ငံတော်အာဏာကိုစစ်တပ်ကရယူလိုက်ပါပြီ ရာဂျွန်လီနာဦးဆောင်တဲ့အစိုးရကိုစန့်ကျင်ဆန္ဒပြသူတွေဘက်ကိုစစ်တပ်ကရက်တီလိုက်ပြီးတဲ့နောက်မှာပြီးခဲ့တဲ့တင်းငွေတွေကရာဂျွန်လီနာဟာပြင်သစ်စစ်တပ်ပိုင်းလေရင်တစင်းနဲ့နိုင်ငံအတွင်းကနေပြီးတော့ထွက်ပြေးသွားခဲ့တာပါမာဒဂတ်စကာစစ်ဘက်ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်တဲ့ဘူမူဂျီမိုက်ကယ်ရန်ဒရီယာနီရီနာကတော့စစ်တပ်ကနိုင်ငံတော်အာဏာကိုတာဝန်ယူထိမ့်သိမ်းလိုက်ပြီးလို့အသိပေးပြောကြားလိုက်ချိန်မှာမာဒဂတ်စကာပြည်သူတွေကလမ်းတွေပေါ်မှာအောင်ပွဲခံခဲ့ကြပါတယ်မိုက်ကယ်ရန်ဒရီယာနီရီနာက စစ်တပ်အနေနဲ့နိုင်ငံတော်အာဏာကိုနှစ်နှစ်တာဝန်ယူပြီးလိုအပ်တဲ့အတွင်ကူပြောင်းမှုတွေလှုပ်ဆောင်သွားမယ်လို့လည်းပြောခဲ့ပါဗျ။နိုင်ငံတော်အာဏာကိုရယူလိုက်ပြီးတဲ့နောက်မှာတော့မက်ဒဂတ်စကာစစ်တပ်ဟာအောက်လွတ်တော်ကိုပဲခြံထားပြီးအထက်လွတ်တော်တရားရုံးချုပ်ရွေးကောက်ပွဲကော်မရှင်အခြေခံဥပဒေခုံရုံးစတဲ့အဖွဲ့အစည်းတွေကိုဖျက်သိမ်းခဲ့ပါဗျ။နှစ်နှစ်အချိန်ယူပြီးဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲအတည်ပြုသွားမှာဖြစ်တယ်လို့ရေကောက်ပဲပြန်ကျင်းပပြီးတော့အရက်သားအစိုးရကိုအာဏာပြန်လဲလွဲပြောင်းပေးမယ်လို့လည်းမက်ဒဂတ်စကာစစ်တပ်ကတည်င်းထုတ်ပြန်ခဲ့ပါတယ်